ဇွန်လပထမဆယ်ရက်တွင်ရန်ကုန်မြို့ရှိလေစိမ်းစိတ်ကန်းတွေနဲ့နယ်မြေဒေသတွေကနေအကောက်ခွန်မဲ့ပစ္စည်း165တန်းကျော်ဖန်စီယာမိခဲ့ပြီးလက်ရှိဘန်နာနေအတွင်အကောက်ခွန်မဲ့ပစ္စည်းဖန်စီယာမိမှုစုစုပေါင်းတန်ဖိုးဟာ7.4ဘီလီယံကျော်ရှိလာပြီဖြစ်တယ်လို့အကောက်ခွန်ဦးစီးဌာနကသိရပါဗျ။ ဧပြီလ၁ရက်နေ့ကနေမေလ၃၁ရက်နေ့အထိနှစ်လအတွင်းရန်ကုန်လေဆိပ်နယ်စိတ်ကမ်းတွေကနေအကောက်ခွန်မဲ့ပစ္စည်းအေးအေးယူမှု၂၆မှုရှိပြီးခံမှန်းတန်ဖိုး၁၈၂၈တသမ၃၆တန်။နယ်မြေဒေသတွေက၈၅မှုမှာခံမှန်းတန်ဖိုး၁၅၃၄တသမ၆ခွန်တန်။ အကောက်ခွန်မဲ့ပစ္စည်းဖန်းစီအေးအေးယူမှုစုစုပေါင်း131ခုရှိခဲ့ပြီးခံမှန်းတန်ဖိုးမှာ7363တသမခွန်3တန်းခန့်ရှိကအကောက်ခွန်ဥပဒေများအရအေးအေးယူဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်ဂျွန်လာတရနေ့ကနေ၁၀ရက်နေ့အထိခံမန်းတံမိုးကျက်65ဒသမ1တန်းတန်းရှိ အကောက်ခွန်မဲ့ပစ္စည်းတွေဖန်းစီရမိခဲ့တဲ့အတွက်လက်ရှိဘဏ္ဍာနဲ့အတွင်းအကောက်ခွန်မဲ့ပစ္စည်းဖန်းစီရမိမှုဟာကျက်1426ဒသမ85တန်း ကျပ်တက်သမ4ဘီလီယံကျော်ရှိလာပြီဖြစ်ပါတယ်အရေးယူခဲ့ရတဲ့အကောက်ခွန်ပဲပစ္စည်းတွေမှာမိုဘိုင်းဖုန်းနဲ့ဆက်ဆက်ပစ္စည်းတွေကွန်ပျူတာနဲ့ဆက်ဆက်ပစ္စည်းတွေတက်တောထွက်ပစ္စည်းတွေလည်းပါဝင်တယ်လို့သိရပါဗျ။ တရားမဝင်ကုန်သွယ်မှုတွေခွင့်ပြုချက်မရှိဘဲကုန်စည်တင်သွင်းမှုတွေကိုအကောက်ခွန်ဦးစီးဌာနကစစ်ဆေးအရေးယူနေတယ်လို့စီးပွားရေးနဲ့ကုသရေးဝန်ဝင်ကြီးဌာနကဥဆောင်ပြီးသက်ဆိုင်ရာဌာနတွေပါဝင်ဖွဲ့စည်းထားတဲ့မိုဘိုင်းတင်းအဖွဲ့တွေကလည်းပင်လယ်ရေကြောင်းနဲ့နေဆက်ကုန်သွယ်ရေးလမ်းကြောင်းတွေမှာစစ်ဆေးအရေးယူနေတာဖြစ်ပါတယ်။